ကင်ဆာရောဂါကျွမ်းနေတဲ့ဘီလီယံနာကအဖွဲ့ဖွဲ့ပြီးထာဝရအသက်ရှင်နိုင်တဲ့ခြေပန်းကိုလိုက်ရှာတော့ကမင်္ဂလာပေါင်းတဲ့ခါးချောင်းနဲ့နေကောင်းရင်းမြတ်ဖြစ်ပါစေလို့ကျွန်တော်တို့ဘီကာဆူ channel ကနေဥစွာပထမနှုတ်ခွန်းဆက်သားလိုက်ပါရခင်ဗျာဒီနေ့မှာတော့ဒူးစန်းထွေလာဇလန်းတွေကိုမှကြိုင်းနေတက်တဲ့ပြည်သက်ကြီးတို့အတွက် Fountain of You ဆိုတဲ့ဇလန်းလေးကိုတင်ဆက်ပေးတော့မှာမို့ကြည့်ရှုအားပေးကြပါအောင်ခင်ဗျာဇလန်းလေးရဲ့အစမှာတော့အထိုင်းမှာရှီယောင်းပညာရှင်လုကကေဆန်ဖုန်းခေါ်ရာကိုမကင်မဲနဲ့စကူတာစီးနေခဲ့ပါလေ ခဏကြာတော့ကားတွေကသူ့ကိုဝိုင်းထားခဲ့ကြပြီးခေဆန်းကသူ့ကိုခိုးသွားတဲ့ပကြီးကပြန်ပြီးခိုင်းခဲ့ပါတယ်။ခေဆန်းလူတစ်ယောက်ကသနက်ကင်ထားတဲ့အခါမှာတော့လူကပြန်ပြီးမယ်လို့ပြောခဲ့ပြီးတော့စကူတာကိုရပ်လိုက်ကကားတွေကသူ့ရှေ့ကျော်သွားတဲ့အခါမှာတော့တခြားလမ်းကိုကွေ့ခဲ့ပါတယ်။ခေဆန်းတို့ကလည်းလူကိုလိုက်ပန်းခဲ့ကြပြီးအချိန်မထိန်းနိုင်မဲနဲ့မောင်းလာတဲ့တခြားကားတစ်စီးဝင်တိုက်တာခံခဲ့ရပါတယ်။ဒီနောက်မှာတော့လူကကားတွေဝင်မရတဲ့ဈေးတွေကိုမောင်းသွားခဲ့ပြီးတော့စံကင်တဲ့လူတစ်ယောက်ကပဲသူ့နောက်ကိုဆက်လိုက်လာနိုင်ခဲ့ပါတယ်။လူကဈေးဆိုင်ကနေကြားကိုဝင်မောင်းသွားကလမ်းကကျင်းလာတဲ့အတွက် သူနောက်ကဆိုင်ကယ်သမားကလည်းဝင်တိုက်ကလဲကျသွားခဲ့ပါတယ်။လူတယောက်လေကားကနေဆင်းပြီးဈေးထဲထွက်လာခဲ့ပေမဲ့ကေဆန်ကသူ့ကိုကားနဲ့ဝင်တိုက်နိုင်ခဲ့ပါတယ်။ဒါမဲ့လည်းအဲ့ဒီနားကလူတွေကကားနားကိုဝိုင်းလာတော့လူကထွက်ပြေးခွင့်ရခဲ့ပါတယ်။ဒါမဲ့ကေဆန်ကတနက်နဲ့မိုးပေါ်ထောင်ပေါက်လိုက်ပြီးတော့လူတွေကို၆ကသူ့လူတွေကိုလူနောက်ကိုခြေလင်းလိုက်ခိုင်းခဲ့ပါတယ်။ခြေောက်တံရရသွားတဲ့လူကအမြန်ဆုံးနည်းနဲ့ပကံလုံးစီးကပြေးခဲ့ပေမဲ့နောက်ကရန်သူတွေကလည်းတနက်နဲ့ပြစ်ခဲ့ပါတယ်။ဒီနောက်မှာတော့လူကသူ့ရဲ့ဖွယ်သားတွေကိုလေးမမီတဲ့အတွက်ရထားနဲ့လာမှဖြစ်တဲ့ကြောင်းပြောခဲ့ပါတယ်။ ဒီနောက်ဈေးတဲကိုဖြတ်သွားပြီးတော့လူကဈေးတဲ့တယောက်ရဲ့ဈေးလဲဆွဲထားတဲ့ဆိုင်ကယ်ကိုခိုးကာမောင်းပြီးတော့ခေဆန်းကလည်းကားနဲ့ထပ်လိုက်ခဲ့ပါတယ်။လူကဈေးလဲကိုဆိုင်ကယ်ကနေဖြုတ်ချထားခဲ့တဲ့အခါမှာတော့နောက်ကလိုက်လာတဲ့ခေဆန်းကားကဝင်တိုက်မိပြီးတော့မိတော့တွေကလည်းအမှန်ကိုဆွဲသွားခဲ့ပါတယ်။ဒီနောက်မှာတော့ခေဆန်းကမိပွဲမှာရပ်ထားတဲ့ကားတွေကိုဝင်တိုက်မိခဲ့ပြီးရဲဖမ်းခံလိုက်ရကလူကတော့လွတ်မြောက်သွားခဲ့ပါတယ်။ဦးရာကိုရောက်တော့လူကဆိုင်ကယ်ပေါ်ကနေခုန်ချပြီးထွက်ပြီးဖြစ်တဲ့ရထားနောက်ကိုပြေးလိုက်ပြီးတော့တက်ခဲ့ပါတယ်။ အဲဒီညမှာတော့သူကခုံမမာနဲ့အိပ်ပျော်သွားခဲ့ပြီးတော့အစာအုပ်တစ်ခုတည်းရောက်သွားကရွှေမျက်နှာဖုံးကိုခိုးလာတယ်လို့အိမ်မက်မက်ခဲ့ပါတယ်။သူတို့လာတော့မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့ SM နဲ့တွေ့ခဲ့ပါတယ်။သူ့လောက်ကရှားပါးတဲ့ပကြီကားတွေကိုပြန်ရှာဖို့ဖြစ်ကြောင်းနဲ့ဘေးကုန်းနေမှာသူ့လူတွေထိုင်နေတဲ့ကြောင်း SM ကရှင်းပြခဲ့ပါတယ်။လူကသူ့ကိုပကြီကားမပေးခြင်းတဲ့အတွက် SM လူတယောက်ကလူကိုနောက်ကနေလည်းပဲညှစ်ထားခဲ့ပြီး SM ကဓာတ်ကိုဆွဲထုတ်ခဲ့ပါတယ်။ SM ကပကြီကားထည့်ထားတဲ့ဘူးကိုယူခဲ့ပြီးတော့လူကမလွတ်တဲ့အခါမှာတော့ကန်ထုတ်ခဲ့ပေမဲ့ လူကသူ့လက်ကိုဆွဲထားနိုင်ခဲ့ပါတယ်။အဲဒါကြောင့် SM ကသူ့အင်ကြီးကိုချုပ်ပြီးတော့ထွက်သွားခဲ့ပါတယ်။ဒီနောက်မှာတော့လူကဇပွဲပေါ်ကပကံများကိုယူကလူစိုးကောင်းကိုရိုက်ခွဲခဲ့ပါတယ်။နောက်တော့သူကနောက်ထပ်လူစိုးတစ်ယောက်ကိုကန်ထုတ်ပြီးတော့ SM ကိုဆွဲထားခဲ့ပေမဲ့ SM ကသူ့ကိုပူးနဲ့ရိုက်ကထွက်ပြေးသွားခဲ့ပါတယ်။လူကလူစိုးတစ်ယောက်ကိုအမောက်သိပ်ပြီးဒါနဲ့ SM ကိုသွားဆွဲထားတော့ပူးကိုကြည်ထားတဲ့ကြိုးကိုဖျက်မိလိုက်ပါတယ်။သူတို့ကကျိုးရဲ့တစ်ဖက်စီကိုဂိုင်းထားခဲ့ကြပြီးလူက SM ပြစ်လိုက်တဲ့ဓားကိုရှောင်းကဘူးနဲ့တွန်းလိုက်ပြီးတော့ SM တန်းစင်ကန်းနဲ့ရောက်သွားတဲ့အခါမှာတော့တော့ခတ်လိုက်ပါတယ် ဒီနောက်မှာတော့လူကယထာကောင်မှုပေါ်ကိုတက်ပြီးတော့ရေစင်တစ်ခုပေါ်ကိုခုံခဲ့ပါတယ်။ဒါမဲ့သူကလက်ကျော်သွားခဲ့ပြီးတဲတလုံးရဲ့အမိုးပေါ်ကိုပြုတ်ချသွားခဲ့ပါတယ်။အဲဒီနောက်မှာတော့သူကသူ့ဖွဲ့သားတွေကိုလာခေါ်ဖို့ဖုန်းဆက်ခဲ့ပါတယ်။အဲဒီချိန်မှာပဲလန်ဒန်မှာလူမာချာလော်ဒီကဖောက်ပြန်တဲ့သူ့ယောက်ျားဟာလော့နဲ့ရှင်းနေတဲ့ကွာရှင်းမှုကိစ္စဆွေးနွေးနေခဲ့ပါတယ်။ဟာလော့ကသူ့တို့သားကိုဆောင်းရှောက်ွက်လူချင်းတဲ့အတွက်ချာလော်ဒီကတော်တော်လေးကိုဒေါသထွက်နေခဲ့တာပါ။ဒီနောက်မှာတော့ချာလော်ဒီကသူ့လှုပ်လှုပ်တဲ့ပြားလိုက်မှာလူကိုတွေးလိုက်ရပြီးတော့အံဩသွားခဲ့ပါတယ်။ လောကသူမစီလာလေကြအောင်ဆောင်ခဲ့ပေမဲ့လည်းသူတို့ကကိစ္စမရှိဘဲနဲ့မတွေ့ပြချတဲ့အတွက်သူတို့ကရောက်နေပြီးမှခြောက်တော်ဒီကတည်ခဲ့ပါတယ်။ခြောက်တော်ဒီကိုသူတို့အဖေနဲ့တုံးကလူမျိုးတူတူစွန်စားကန်းထွက်ဖို့လူကပြောခဲ့ပေမဲ့ခြောက်တော်ဒီကတော့အမိတယောက်ဖြစ်နေပြီဖြစ်တဲ့အတွက်ပြားရိုင်မှုအလုပ်ပဲဆက်လုပ်ခြင်းနဲ့ကြောင်းပြောခဲ့ပါတယ်။ဒီနောက်မှာတော့လူကပကြီကားတစ်ခုကပြစ်စည်းနေတဲ့အကြောင်းပြောခဲ့ပြီးခြောက်တော်ဒီကကြည်နေတော့မှာပဲသူကနေရဘော်ကတခြားပကြီကားတစ်ချက်ကိုခိုးခဲ့ပါတယ်။တတိပေးတဲ့ငါချက်ချင်းထွက်ပေါ်လာခဲ့ပြီးတော့တကားလေးကလည်းပိတ်မသွားခင်မှာလူကထွက်ပြေးသွားခဲ့ပါတယ်။ ဂျာလော်တီကသူ့နောက်ကိုလိုက်လာကပကြီကားပြန်ပေးဖို့တောင်းခဲ့ပေမဲ့ဂျာလော်တီကိုသူကားထဲဝင်လာမှပြန်ပေးမယ်လို့ပြောခဲ့ပါတယ်။ဂျာလော်တီကားပေါ်ရောက်တဲ့အခါမှာတော့လူကအမြန်မောင်းနေခဲ့ပြီးတော့နောက်ကလိုက်လာတဲ့ရဲကားတွေကိုလည်းမျက်ခြေပြတ်သွားအောင်ပတ်ကွေခဲ့ပါတယ်။လမ်းကြီးတွေထဲကိုပြန်မောင်းပြီးတော့သူကသူ့ဖွဲ့သားတွေဖြစ်တဲ့မာဖီနဲ့တက်စ်တိုရဲ့ထရက်ကားနောက်ခန်းလေးကိုဝင်သွားခဲ့ပါတယ်။သူတို့ကသူ့ဘေးရဲ့ဖွယ်ဟောင်းတွေဖြစ်တဲ့အတွက်ဂျာလော်တီကသူတို့ကိုမှတ်မိနေခဲ့ပြီးတော့လုကနဲ့ဂျာလော်တီတို့ကဂျာလော်တီရွေးထားတဲ့ဘဝအကြောင်းညင်းနေကြတော့မှပဲ။မာဖီကခိုးလာတဲ့ပကြီကားကိုတေးချကြည့်ကား တို့ရှာနေတဲ့ဟာမဟုတ်ကြောင်းပြောခဲ့ပါဗျ။ဒီနောက်မှာတော့လူကာသုမကိုပကြီကားပြန်ယူသွားဖို့ပြောပြီးတော့မိသွောင်းစပရေးဖြန်းခဲ့ပါဗျ။ခဏကြာတော့ဂျာလော်ဒီတယောက်ပန်းညံတွေကခုံပေါ်မှာတယောက်တည်းနှိုးလာခဲ့ပါဗျ။ဂျာလော်ဒီတယောက်ပြားလိုက်ကိုမြန်ပြန်သွားခဲ့ပေမဲ့စစေးမှုဂျာမဲကခိုးမှုကိုကင်တွယ်နေခဲ့ပါဗျ။ဂျာလော်ဒီကလူကိုကူညီတယ်လို့သူကထင်ခဲ့ပြီးတော့စကားများနေကြတော့မှပဲပကြီကားကသူ့နေရာသူပြန်ရောက်နေတာကိုသူတို့ကသတိထားမိခဲ့ပါဗျ။အဲဒီနောက်မှာတော့ဂျာလော်ဒီကသူ့သားသောမတ်စ်ကိုတွားခေါ်ခဲ့ပေမဲ့ ဂျာလော်ဒီကတန်တရားတရားခံလို့ကြားထားတဲ့အတွက်ဟာလော့စ်ကကလေးကိုထမ်းမပေးခြင်းခဲ့ပါဘူး။ဒေါသထွက်သွားတဲ့ဂျာလော်ဒီကလည်းသူ့ဘဝကိုဖြစ်စီတဲ့အတွက်လူကိုသွားအောင်ခဲ့ပြီးအိုဝင်ဆိုတဲ့လူတယောက်နဲ့ရှိနေတဲ့လူကိုတွေးခဲ့ပါတယ်။အိုဝင်ကကင်စာကြောင့်တရားတော်မှဖြစ်တဲ့အတွက်လူတို့အဖွဲ့ကိုတခုရီးသောကုသနည်းဖြစ်တဲ့နုပြုံမှုရေပန်းကိုရှာဖို့ငှားခဲ့တာဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။ရေပန်းကဒဏ္ဍာရီတသက်ပဲဖြစ်ကြောင်းချာလော်ဒီကပြောခဲ့ပေမဲ့လူကဒဏ္ဍာရီတိုင်းရဲ့နောက်ွယ်မှာအမှန်တရားဖြစ်ဖို့တဲလွန်စားရှိကြောင်းပြောခဲ့ပါတယ်။တိုက်ကြီးတိုင်းမှာရေပန်းအကြောင်းမှတ်တမ်းတင်ထားတာတွေရှိတဲ့အတွက် တိုက်ဆိုင်မှုတသက်မဖြစ်နိုင်ဘူးလို့သူကယူဆခဲ့ပါတယ်။ဂျပန်ရဲ့ဒီနေရာကိုလူသားတွေစီကနေနတ်ဖျားတွေကဖုံးကွယ်ထားတဲ့ကြောင်းဆိုရိုးစကားတွေလည်းရှိပါတယ်။အဲ့ဒီချက်လက်တွေကလေးဝဲချက်ကိုထိန်းသိမ်းရမယ့်လမ်းကြောင်းကာကွယ်သူတွေရဲ့မိသားစုတစ်ဆက်ပြီးတစ်ဆက်လက်ဆင့်ကမ်းလာတဲ့ချက်လက်တွေဖြစ်ကြောင်းသူတို့ကယုံကြည်ခဲ့ပါတယ်။ဒါကြောင့် SM ကကာကွယ်သူတွေတဲကတယောက်လို့လူကကောက်ချေချခဲ့ပြီးတော့1600ခုနှစ်တုန်းကပကြီးစရာ6ရောက်ကပကြီးကားတွေထဲမှာဂျပန်တင်နီယာရဲ့ဒဲလွန်စားကိုဖွဲ့ထားကြဖို့ဂရိကွယ်ပြုခဲ့ကြပါတယ် လူပတ်ကူးနေတဲ့ပကြီကားတွေကလည်းအဲ့ဒီပကြီကားတွေပဲဖြစ်ပါတယ်။ပကြီကားတွေမှာတော့လက်တင်လို6နဲ့1ဆိုရယ်လျှော့ဝဲတင်ဂီတာတွေရေးထားခဲ့ပြီးပကြီကားက6ခုပဲမဲ့လမ်းကတလမ်းပဲရှိတယ်လို့အတိပ္ပယ်ရပါတယ်။အဲ့ဒါတွေကိုမတူတဲ့ဇာတ်တွေနဲ့ရေးမှတ်ထားခဲ့ပြီးမဲ့လူတို့ကခုတည်းအတိပ္ပယ်မပေါ်နိုင်သေးပဲဖြစ်နေခဲ့ပါတယ်။သူတို့ကပကြီကားကိုမာခိုးလာတဲ့ကြောင့်ဂျာလိုဒီကသဘောပေါက်ခဲ့ပြီးတော့အစစ်ကဘယ်နာမှလဲဆိုတာသိကျင်နေခဲ့ပါတယ်။ ချာလော်တီကသူသားတွေဆိုရင်လွန်ပြီးသူတို့ဖွယ်ထဲမဝင်ချင်တော့အဝင်ကသူ့ကိုကူညီဖို့အတွက်ဒေါ်ရက်ရှင်နေငားပေးမယ်လို့ခရီးပေးခဲ့ပါတယ်။ချာလော်တီကလည်းသူတို့ကိုဘန်နာဘက်မိသားစုကြောင့်စုံစမ်းပေးရမှာဖြစ်ပြီးတော့ညနေရောက်တော့လူကကော်ဖီဆိုင်မှာဘန်နာဘက်တွေအကြောင်းဖတ်နေတုန်းမှပဲအက်စမီကသူနာရောက်လာခဲ့ပါတယ်။အက်စမီကသူ့ကိုရတန်းကရက်ဖို့နဲ့မရရင်အကုန်လုံးပြစ်တတ်မယ်အကြောင်းကိုလည်းပြောခဲ့ပါတယ်။နောက်တည့်မှာတော့လူကသောမတ်ရဲ့ဇန်နီယာဒီဝဲကိုသွားခဲ့ပြီးတော့ချာလော်တီကိုပကြီကအစ်စ်ကိုတွေးပြီးဖြစ်ကြောင်းပြောခဲ့ပါတယ် ခဏလောက်စကားပြောပြီးတော့လူကသူ့မကိုဖွဲတဲ့ပြန်ခေါ်နိုင်ခဲ့ပါတယ်။နောက်ကမ်းမှာတော့သူတို့ဘက်ကအိုင်ယန်လန်ကိုတွားတဲ့တင်းမောနဲ့လိုက်ပြီးတော့နောက်ဆုံးပကြီကားကိုမြင်လိုက်ရတဲ့မြုပ်သွားတဲ့အပျော်စီးတင်းမောကိုရှာဖို့ထွက်ခွာခဲ့ကြပါတယ်။ဒရုန်းတွေကိုတင်းမောရဲ့ပထမရန်းကပစ္စည်းတွေအကုန်ကြီးပေါ်ပြန်ပေါ်လာအောင်ကြီးပေါ်ပေါ်တဲ့တိုင်ကြီးတွေခြေပေါ်ရောက်ကိုလွတ်ခဲ့ပါတယ်။တင်းမောကကြီးပေါ်ပေါ်လာတော့ဂျာလော်ဒီကမြေပေါ်ဟောင်းတစ်ခုကိုကိုင်ကလုတ်နဲ့တူတူပကြီကားကိုရှာဖွေခဲ့ကြပါတယ်။ ရှာပွေးသင်းမိုးဘော်ကနေမာဖီတို့ကလူလိုနာကိုတခုခုချင်းကပ်လာတာကိုရေဒါတွေ့ခဲ့ပြီးတတိပေးဖို့စူးစမ်းခဲ့ပေမဲ့စကားပြောချက်တွေကလုံးမလုပ်ခဲ့ပါဘူး။ပကြခင်မှာပဲရရင်တစည်းက SM နဲ့သူ့လူတွေကိုသင်းမိုးအပြစ်ပေါ်လာချပေးခဲ့ပါလေ။အထဲမှာတော့ဂျာလော်ဒီကရှာတွေ့တဲ့အရေးပလင်းကိုနှဲတော့ခဲ့ပြီးတော့လူကကြီးစွာတဲ့မိချောင်းနဲ့ဗန်နာဘတ်နံမီတဲ့မိကန်တစ်တာကိုဖွင့်ခဲ့ပါလေ။သူကအထဲကဘူအောင်ကိုထုတ်လိုက်ပြီးအထဲမှာပျော်ဆုံးနေတဲ့ပကြီးကားကိုတွေးလိုက်ရတဲ့အခါမှာတော့သူတို့မောင်နှမနှစ်ယောက်လည်းအောင်ပွဲခံခဲ့ကြပါလေ။ လူကဂျန်နာရီကိုပါခိုးကျင်ခဲ့ပေမဲ့ချာလော်ဒီကတော့သူ့လက်ကိုရိုက်ကာသူတို့ကဂူဖောက်သမားတွေမဟုတ်ကြောင်းပြောခဲ့ပါဗျ။ရေပေါ်ပေါ်တဲ့တိုင်ကြီးတွေကလည်းပြန်ပြီးမြုပ်စာပြူလာတော့လူတို့မှအချိန်များကြီးမကြံတော့ဘဲနဲ့သူတို့ကထွက်သွားရတော့မယ့်အချိန်မှာလက်နဲ့ပြေဆုံးတဲ့ SM တို့ဖွဲကဝိုင်းလာခံလိုက်ရပါဗျ။ဒါမဲ့လည်းလူတို့ကသူတို့ကိုပြန်ပြီးတိုက်ခိုက်ခဲ့ကြတော့ပကြီးကပါတဲ့အိတ်ကပြုတ်ချသွားခဲ့ပါဗျ။လူကတနက်ကိုလူရင်းပြလိုက်တဲ့အခါမှာတော့အိမ်နားကပ်နေတဲ့ SM ကနောက်ပြန်ဆုတ်ခဲ့ရပါဗျ။ဂျီဇန်နီကဒင်မောချမ်းမြင့်ကိုဖောက်ထွက်ပြီးတော့ဟယ်လီကော်ပတာကိုပါမှန်သွားခဲ့ပါဗျ။ ကံကောင်းစွာပဲကြည်စံတွေကြောင့်ရည်တန်းကြီးတွေပါမြုပ်သွားခဲ့ပါပြီ။တင်မော့ကရေရောက်ပိုးရောက်သွားခဲ့ပြီးတော့လူကလည်းချော်လဲသွားတဲ့အခါမှာတော့လူတယောက်ကသူ့ကိုတနက်နဲ့ချိန်ထားခဲ့ပါတယ်။ချာလော်ဒီကတနက်နဲ့ချိန်ထားတဲ့လူကိုနောက်ကနေကလစ်ထိုင်းနဲ့ရိုက်လိုက်တဲ့အခါမှာတော့လူကပကြီကားကိုပြေးယူခဲ့ပေမဲ့အက်စမီကချာလော်ဒီကိုဖမ်းထားတော့ရက်သွားခဲ့ရပါတယ်။တိုက်ခိုက်မှုတွေကြောင့်ရဟရင်ကထွက်ခွာသွားခဲ့ပြီးတော့တင်မော့ပြက်ကြီးကလည်းပြန်မြုပ်တော့မှာပဲဖြစ်ပါတယ်။အက်စမီကဂျာလော်တီကိုတိကျအောင်မလုပ်ဘူးလို့ထင်နေတဲ့လူကအချိန်ဆွဲနေတော့မှာပဲတင်မော့ကလှုပ်တဲ့လှုပ်လာခဲ့ပါတယ်။ ဂျာလော်ဒီကဒါကိုခွင့်ကောင်းယူပြီးတော့ SB ကိုထိုးကာရေထဲကိုတွန်းချခဲ့ပါတယ်။သူတို့မောင်နှမနှစ်ယောက်တွေ့ပြေးဖို့ကြိုးစားတဲ့အခါမှာတော့ရေလိုင်းနဲ့တွေ့ကာထဲပြန်ရောက်သွားခဲ့ပြီးလူရဲ့ခြေထောက်ကလည်းပိုက်ကွန်ထဲမှာညက်သွားကာရှီယောက်ကိုရောက်သွားခဲ့ပါတယ်။တင်မောကမြုပ်သွားတော့ဂျာလော်ဒီကရေအောင်ကုန်ပြီးတော့သူ့မောင်လေးကိုလွတ်အောင်ကူညီပေးကာအတူတူရေပေါ်ကိုပြန်တက်ခဲကြပြီးခွေသားတွေကလည်းလေတစည်းနဲ့လာကူညီပေးခဲ့ပါတယ်။ဆာလော်ဒီလန်ဒန်ကိုပြောင်းထုတ်တဲ့အခါမှာတော့ဟာလော့စ်ကလှုပ်တဲ့ဂျပန်ကိုပြောင်းရွှေ့ရမှာဖြစ်တဲ့အတွက်တိုမတ်စ်ကိုလာခေါ်ခိုင်းခဲ့ပါတယ် သူကကုမ္ပဏီအသစ်ကြောင့်ပြောလိုက်တော့အိုဝင်ကသူ့ကိုကလေးအုပ်ထင်းခွင့်ရအောင်ကူညီပေးခဲ့တာဖြစ်ကြောင်းချာလော်ဒီကသဘောပေါက်သွားခဲ့ပါတယ်။အဲဒီနောက်မှာတော့ချာလော်ဒီကအဖွဲ့စီပြန်သွားကပကြီကတဲ့နဲ့ဝက်စာဖော်ခဲ့ကြပါတယ်။သူတို့ကအန်ရရှိတဲ့ဇလုံးတွေကိုတွေ့ပြီးတော့6နဲ့1ဆိုတဲ့သဲလွန်စာအရအန်ရကျန်းစာကိုရည်ညွှန်းတယ်လို့ယူဆခဲ့ကြပါတယ်။အဲဒီကျန်းစာက1630ခုနှစ်ကဂျိမ်းပင်ရဲ့ကျန်းစာပဲဖြစ်ပြီးတော့ဖောက်ပြန်ရဘူးဆိုတဲ့ပြည်ညတ်တော်ကိုဖောက်ပြန်ရတယ်ဆိုပြီးတော့မှားယွင်းပုံနေမိခဲ့တာပဲဖြစ်ပါတယ်။ ဲ့ဒါကမားပြီးပုံနေမိတာမဟုတ်ဘဲနဲ့ဂျပန်ကိုရှာဖွေဖို့တမင်တက်တက်သဲလွန်စာခြံခဲ့တဲ့စံစာတွေဖြစ်နေကြောင်းသူတို့ကယူဆခဲ့ကြပါတယ်။စံစာတွေတဲကတခုကလွင့်ပြီးတော့အကုန်ဖြည့်ဆည်းခံခဲ့ရပါတယ်။ရုတ်တရက်ဂျာမဲနဲ့ရာရှိတွေကလူတို့မောင်နှမကိုဖမ်းဖို့အခန်းထဲကိုဝင်လာခဲ့ကြပေမဲ့ခေဆန်နဲ့သူ့ရဲ့လူတွေရောက်လာကအကုန်လုံးကိုတနက်နဲ့ချိန်ခဲ့ပါတယ်။လူကခေဆန်ကိုသူ့ဖွဲ့ကိုအကုန်လွတ်ပေးမယ်ဆိုရင်ပကြီကားတွေကိုအကုန်ယူပြီးတော့သူ့နောက်လိုက်လာမယ်အကြောင်းပြောခဲ့ပါတယ်။ခေဆန်သဘောတူလိုက်တဲ့အခါမှာတော့ချာလော်ဒီနဲ့တခြားလူတွေကအခန်းထဲကနေထွက်သွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့လူကပကြီကားတွေကိုယူကြအောင်ဆောင်ပြီးတော့တချင်းဖွင့်ကစပွဲအောက်မှာချက်ချင်းဝင်ပုန်းခဲ့ပါလေ။အဲဒါကြောင့်ရဲတွေကခေဆန်တို့ကိုတိုက်ခိုက်ခဲ့ပြီးတော့တိုက်ပွဲဖြစ်ပွားခဲ့ပါလေ။ဂျီဆန်တွေကြောင့်လူကားကလည်းပျက်စီးသွားခဲ့ပြီးတိုက်ပွဲလယ်မှာလူကအနောက်တကားကနေခိုးထွက်ပြီးတော့သူ့ရဲ့ဖွဲ့သားတွေကလည်းလှေနဲ့အတင်းဆောင်နေခဲ့ကြပါလေ။တိုက်ပွဲပြီးမှာတော့ရဲတွေကနိုင်ရသွားခဲ့ပြီးတော့ဂျာမေကကွန်ပျူတာစကရင်ပေါ်ကကျန်းစာတွေကစာပိတ်ကိုတွေ့သွားခဲ့ပါလေ။နောက်တစ်ခါမှာတော့လူကသဲလွန်စာထဲမှာတောက်ပနေတဲ့အရေးတွေပါတဲ့ဖန်ခွက်ကိုတွေ့ခဲ့ပါလေ။ သူကဆုတ်တော့လိုက်တဲ့အခါမှာတော့ Charlotte နဲ့ Thomas တို့ကမယုံနိုင်တော့အောင်အုံမင်းသွားခဲ့ပါတယ်။သူကမတောင်းနဲ့ဆိုတဲ့အတန်ကြားလိုက်ရပြီးဖန်ခွက်ကိုလည်းလွှတ်ချမိခဲ့ပါတယ်။ဖန်ခွက်ကကွဲသွားတော့သူကလေယာဉ်ပေါ်မှာလန့်လို့လာခဲ့ပါတယ်။သူတို့ကနောက်ဆုံးကျန်းစာရှိတဲ့ Australia ကိုသွားတဲ့လေယာဉ်ပေါ်မှာဖြစ်ပြီးတော့ Thomas လည်းပါလာတာပဲဖြစ်ပါတယ်။သူတို့က Australia မြို့သားပြားတိုက်ကိုရောက်သွားတော့ Luke Charlotte နဲ့ Dad တို့ကအဝင်ရဲ့လူဒန်းမှုကျေးဇူးနဲ့ဝင်ခွင့်ရခဲ့ကြပါတယ်။အိုဝင်က Thomas နဲ့အတူတူစားတော့ဆိုင်သွားခဲ့ပြီး Thomas ရဲ့ချမ်းသာတဲ့ဘဝအကြောင်းကိုမေးခွန်းနေဖြစ်ပေးနေခဲ့ပါတယ် လူတို့ကလေးဝက်ခံတဲ့ကကျန်းစာကိုကြည့်ခဲ့ကြပြီးစာတိုင်မှုကလည်းညဉန်းစာမှားရိုက်မိတဲ့နောက်ထပ်ပုံတွေမှာတစ်ခုကိုပြောပြခဲ့ပါတယ်။အဲဒီချိန်မှာပဲမာဖီကအပြင်ကနေစောင့်နေခဲ့ပြီး SB နဲ့သူ့လူတွေရောက်လာတာမြင်တော့လူတို့ကိုတတိပေးခဲ့ပါတယ်။လူကပြင်ထွက်လာက SB နဲ့သွားတွေ့ခဲ့ပြီးတော့စကားခဏပြောကစာအုပ်စင်တွေနဲ့ပရီဘောကတွေကိုတုံးကချခဲ့ကြပါတယ်။ SB လူတယောက်ကဝင်တိုက်ခတ်ခဲ့ပေမဲ့လူကသူ့ကိုအမောက်သိမ်းနိုင်ခဲ့ပါတယ်။အဲဒီနောက်မှာတော့ SB ကသူ့ကိုတနက်နဲ့ချိန်ထားခဲ့ပြီးတော့လူကတနက်ကိုလို့ယူက SB ကကျိုးနဲ့လည်းပင်းညှစ်ခဲ့ပါတယ်။ အစမီကဂျိုးပေါ်တနင်းထားတဲ့အတွက်လူကသူ့ကိုတွန်းလိုက်ပြီးတော့မီဆိုင်းပေါ်ကနေတွဲလောင်းချထားခဲ့ပါတယ်။လူကလျှော့ခန်းတဲ့ကိုပြောင်းဝင်သွားတဲ့အခါမှာတော့မာဖီကသူ့ကို အစမီလူတွေကထွက်ပေါက်တိုင်းမှာစောင့်နေတဲ့အတွက်ပလန်ဘီအတိုင်းလုပ်ဖို့တတိပေးခဲ့ပါတယ်။ဒီနောက်မှာတော့လူတို့ကစာကြည့်တဲ့မှုကိုစပရင်းနဲ့ဖြန်းကအိတ်ခိုင်းလိုက်ပြီးကျန်းစာကိုခိုးကဒက်ကကျမ်းပြင်ပေါ်မှာအသေးစားပုံထောင်ထားခဲ့ပါတယ်။ပုံပေါက်ွယ်မှုကြောင့်ပေါ်လာတဲ့အပေါက်တွေကနေသူတို့ကမြောက်ပိုင်လိုင်းတဲ့ဆင်းကထွက်သွားခဲ့ကြပါတယ်။ အဲ့ဒီအချိန်မှာပဲအက်စမီလူတွေကအိုဝင်ကိုပြန်ပြီးဆွဲဖို့ကြိုးစားခဲ့ပေမဲ့အိုဝင်ကသောမတ်စ်ကိုမတိကြိုက်စေဘဲနဲ့သူတို့ကိုအသာလေးမှောက်သိမ်းနိုင်ခဲ့ပါတယ်။ညနေရောက်တော့ဂျာမဲကစာကြည့်ရိုက်ကိုရောက်လာခဲ့ပြီးလူကိုချီယာခံခဲ့ပါတယ်။ဟိုတယ်မှာတော့လူလုပ်ဘွဲကကျန်းစာကိုတေချာကြည့်ခဲ့ကြပြီးရွှေနေရံမှာနံပါတ်၁ကနေ9အထိပဲတုံးထားတဲ့ဇကဝတ်ကိုဖော်ထုတ်ခဲ့ကြပါတယ်။ဒါမှမဟုတ်လေသူတို့ကနီလန်ရှာမတွေ့ခဲ့ကြပဲဇာလော်တီကအိုဝင်တိုက်ခိုက်ခံရတာကိုကြားပြီးတော့သောမတ်ကိုအန်ရယ်မဖြစ်စေချင်တဲ့အတွက်အခွဲကနေထွက်ပြေးလို့ပြောခဲ့ပါတယ်။ ။လမ်းမှာတော့သုံးဘက်ကပြဿနာကိုဖြေရှားတဲ့နီလန်မှားနေတဲ့ကြောင်းပြောလိုက်တော့သူတို့သားမိကလည်းချက်ချင်းပြန်သွားကသောမတ်ကသူတို့ကိုကနန်းခုနှလုံးကအခြေခံဂီတနှုတ်တွေကိုကူစားပြုတဲ့ကြောင်းပြောခဲ့ပါတယ်။သူကကိုယ်တိုင်တန်းစင်တစ်ခုကိုတီးခတ်လိုက်ပြီးအင်တာနက်ပေါ်မှာရှာလိုက်တဲ့အခါမှာတော့ဂန္ဓာရရိုက်ကရေဆိုးတဲ့သခြင်းလေးကတီးတုံမှန်တီးသွားခဲ့ကြပါလေ။အဲ့ဒီသခြင်းကကြာလာပြီဖြစ်တဲ့အတွက်ဘသူကရေကန်မှန်မတီးခဲ့ကြပါပဲ။ရှီအောင်ကဘာပေါ်ကအံ့ဖွယ်ခုနှစ်ပါးအကြောင်းဆက်ဆူထားတာပဲဖြစ်ပါလေ သူတို့ကအံ့ဖွယ်ခုနှစ်ပါးကိုမြေပုံပေါ်မှာမှတ်သားပြီးပကြီကားတွေပေါ်ကလမ်းကြောင်းကိုနေရာချကြည့်လိုက်တော့ဂီဇာပိရမစ်ကသွေးပြန်နေတဲ့အတွက်ရေပန်းကအဲ့ဒီမှာရှိမှန်းသိခဲ့ကြပါတယ်။ဒီနောက်မှာတော့သူတို့ကအီဂျစ်ကိုသွားဖို့ပြင်ဆင်ခဲ့ကြပြီးတော့ဘဝင်ကဂျာလော်တီကိုလုံခြုံရေးပြည်နယ်သွားမယ်ကြောင်းကြေညာခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့လူကမျက်နှာဖုံးကြောင်းအိမ်မက်ထပ်မိခဲ့ပြီးတော့ထူးဆန်းတဲ့အကောင်ကသူနာကက်လာခဲ့ပါတယ်။အဲ့ဒီကောင်ကတဲတွေကိုထိလိုက်တဲ့အခါမှာတော့အမောင်တို့ကကြေပြန့်လာကလူကိုတိုက်စားသွားခဲ့ပါတယ်။ အဲဒီချိန်မှာပဲသူကနိုးလာခဲ့ပြီးတော့ Charlotte ကသူ့ကိုအဝင့်ချောင်းပေးခဲ့ပါတယ်။အဝင်ကလူကောင်းတယောက်ဖြစ်ကြောင်းလူကပြောခဲ့ပေမဲ့အဝင်ကရေပန်းကိုရောင်းစားဖို့တွေးကျင်လာလားဆိုပြီး Charlotte ကစိတ်ပူနေခဲ့ပါတယ်။မာဒီကာမှာကာကွယ်သူကောင်းဆောင်က Esme ကိုရေပန်းကနေဘသူမှရေတောက်မရအောင်အထူးတော်တစ်ချောင်းပေးခဲ့ပါတယ်။နောက်ကမ်းမှာတော့လူတို့ကအီဂျစ်ကိုရောက်လာခဲ့ကြပြီးလူကတော့မတ်ကိုဒီနေ့ထိပိရမစ်တွေတဲကဝင်မကြည့်ရသေးတဲ့လျှို့ဝှက်ခန်းတွေကိုစကန်ဖတ်ထားတာကိုပြခဲ့ပါတယ်။ ပိရမက်ကိုရောက်တော့ Charlotte ကအဆောင်တွေကိုကြည့်ပြီးတော့ဘာလို့အိတ်တွေအများကြီးတဲလာကြတာလဲလို့သိကျင်နေခဲ့ပါတယ်။နာမည်ကြီး Professor တယောက်ကသူတို့ကိုပိရမက်ကိုလိုက်ပြခဲ့ပေမဲ့သူကလျှို့ဝှက်ခန်းနေတဲ့ကိုဘလို့ဝင်ရမလဲဆိုတာကိုတော့မသိခဲ့ပါဘူး။အဝင်ကစိတ်မရှိတော့ဘဲနဲ့သူ့လူတွေကိုတူးကြည့်ခိုင်းကသူ့အိတ်ထဲကပစ္စည်းကိရိယာတွေနဲ့တူးခဲ့ကြပါတယ်။ Professor ကတမိုင်းဝင်အမှတ်သားတွေကိုပစ္စည်းအောင်မလုပ်ဖို့ပြောဆိုခဲ့ပေမဲ့အဝင်လူတွေကတော့သူ့ကိုနှင်ထုတ်ခဲ့ပါတယ်။ Charlotte ကလည်းမလုံတင်ကြအောင်ပြောတော့ Owen ကဝင်မပါဖို့ ADAC နဲ့ခက်ပြက်ပြက်ပြောခဲ့ပါတယ်။ အပြင်ဘက်မှာတော့ဂျာမဲရောက်လာခဲ့ပြီးတော့အထဲဝင်ဝင်တောင်းခဲ့ပေမဲ့အဆောင်တွေကသူ့ကိုထွက်သွားခိုင်းခဲ့ပါတယ်။ဂျာမဲကခဏနေတော့ရဲတွေနဲ့အတူပြန်လာခဲ့တော့အဝင်းလူတွေကရဲကားတွေကိုပောက်ကွဲအောင်ပစ်ခတ်ခဲ့ကြပါတယ်။မတည်တဲ့ရဲတွေကလည်းကာဘာယူပြီးတော့ပြန်ပစ်ခတ်ပြီးတော့ SM တို့ဖွဲ့ကအနာကနေစောင့်ကြည့်နေခဲ့ပါတယ်။သူတို့ကလျှို့ဝှက်လမ်းကြောင်းတစ်ခုကိုရှာတွေ့ခဲ့ကြပြီးတော့ဝင်ကြည့်တဲ့အခါမှာတော့အခန်းကိုတွေ့သွားခဲ့ပါတယ်။အခန်းထဲမှာတော့ရွှေရမဲ့ဘုံကြီးရှိနေခဲ့ပေမဲ့သူတို့အတွက်မဟုတ်ကလေးလွန်နေခဲ့ပါတယ်။ ။ဩဝင်ကသူ့လူတွေကိုပစ္စည်းထုတ်ကန်လိုက်တော့ချာလော်ဒီကအိတ်ထဲကလက်နက်တွေကိုတွေ့ပြီးတော့အံ့ဩသွားခဲ့ပါတယ်။ကိုရီးယားတွေကလည်းအလုံးဝဖြစ်တော့ဩဝင်ကဘုံနဲ့ဖောက်ခွဲခိုင်းပေမဲ့တူတူမောင်နှမကဒါကိုတားခဲ့ပါတယ်။သူတို့ကစကားများနေကြတော့တောမတ်ကဒူရီယာတို့ခုကိုတွေ့ကတီးကြည့်လိုက်တော့အခန်းထဲကရေလိုင်းတွေကအတန်ကိုပြောင်းလဲပြီးကအပုံးကိုတက်ရောက်စေတဲ့အကြောင်းသိခဲ့ကြပါတယ်။အဲဒီအချိန်မှာပဲချာလော်ဒီကမောင်းထူလိုက်တဲ့အခါမှာတော့တခန်းလုံးကလှုပ်သွားကအပုံးပေါ်ကဒဲရီကပုံစံပေါ်လာခဲ့ပါတယ်။ဒီနောက်မှာတော့လက်တပတ်တဲနဲ့ချာလော်ဒီကဘုံကြီးကိုရွှေ့လိုက်နိုင်ခဲ့ပါတယ်။ တို့ကဖုန်းကိုဖယ်ပြီးတော့တက်လိုက်တဲ့အခါမှာတော့အောက်ကိုဆင်းသွားခဲ့ပါလေ။အပြင်ဘက်မှာတော့မာဖီနဲ့ဒက်တို့ကအဆောင်တွေကလက်လွန်နေတာကြောင့်အင်အားနှဲသွားအောင်နောက်ကနေခြောက်တိုက်ခိုက်ဖို့ဆုံးဖြတ်ခဲ့ကြပါလေ။ကံကောင်းစွာပဲဒက်ကလက်ကိုကြီးစံမှန်သွားကမာဖီကသူ့ကိုကယ်တင်ခဲ့ရပါလေ။အဆောင်တယောက်ကသူတို့ကိုတတ်တော့မဲ့အချိန်မှာပဲ SM ရောက်လာကအဆောင်တွေကိုတတ်ပစ်ခဲ့ပါလေ။နောက်ထပ်အဆောင်တွေရောက်လာပြီးတော့သူ့ကိုပြစ်တဲ့အခါမှာတော့ SM ကအလောင်းကိုတိုင်းကလောက်ကပြန်ပစ်ခဲ့ပါလေ။အဆောင်တွေကတော့တည်သွားတော့ဂျာမန်နဲ့အက်စမီတို့ကပူးပေါင်းမှုသဘောတူကြကပြီးရမဲ့ထဲဝင်ခဲ့ပြီးတော့ အပေါဝါမှာစောင့်နေတဲ့အဆောင်တွေအကုန်လုံးကိုလည်းပြစ်ခတ်တပ်ပြတ်ခဲ့ပါတယ်။ SM ကအိတ်တွေထဲမှာကျိုးကိုရှာတွေ့ခဲ့ပြီးတော့ကျိုးကိုတုံးကအောက်ကိုဆင်းခဲ့ကြပါတယ်။မြောက်ထဲမှာတော့ကြောက်ပြားကရက်သွားကသူကဝီယိုဒီစာလုံးတွေထွင်းထားတဲ့နယံဘေးကရှောက်လန်းကိုရောက်သွားခဲ့ပါတယ်။ဒီနောက်မှာတော့သူတို့ကအသက်သက်ပင်ပုံထွင်းထားတဲ့တကားကိုရောက်တော့ဂျာလော်ဒီကနတ်ဖျားမရုပ်ထုစီကပရင်လုံးကိုယူပြီးတော့အသက်သက်ပင်မှာတက်ဆင်ခဲ့ပါတယ်။တကားကပွင့်လာခဲ့ပြီးသူတို့ကလည်းဝင်ကြတော့အမြင့်ကြီးမှရောက်နေမှန်းသိသွားခဲ့ကြပါတယ်။ ူကကြောက်ထွင်းပကြီးပေါ်ကရန်နာတစ်ခုကိုလှည့်လိုက်တဲ့အခါမှာတော့နယံရီကနေလေကားတက်တွေထွက်ပေါ်လာခဲ့ပါတယ်။သူတို့ကလေကားပေါ်ကနေဆင်းခဲ့ပြီးတော့မြေပြင်ပေါ်ကိုရောက်တော့အပေါက်ကပွင့်လာကနောက်ထပ်လေကားတွေလည်းပေါ်လာပြီးတော့အောက်ထပ်အခန်းထဲကိုရောက်သွားခဲ့ပါတယ်။အခန်းလယ်မှာရရန်လေးလည်းရှိတော့သူတို့ကနုပြုံမှုရေပန်းပန်းတည်သွားခဲ့ကြပါတယ်။ဒီနောက်မှာတော့ဂျာလော်ဒီကအကုံလုံးကိုနယံပေါ်ကတတိပေးစစ်တွေကိုဖက်ပြခဲ့ပါတယ်။တရားဥပဒေကောင်းကြီးရဖို့မထိုက်တန်ဘူးဆိုရင်တော့သူတို့ကစင်စာမိပါပဲဖြစ်ပါတယ်။ ။အဝင်ကလူကိုအရင်တော့ခိုင်းခဲ့ပြီးတော့ဒေါသထွက်နေတော့ချာလော်တီကသူတည်တော့မယ်ဆိုတာမဟုတ်မှန်းသဘောပေါက်ခဲ့ပါလေ။အဲဒီနောက်သွေးတဲ့အဝင်ကရေကိုထုံရောင်းဖို့အတွက်လာရှာခဲ့တာဖြစ်ကြောင်းထုတ်ပြောလိုက်ပြီးလူလက်မောင်းကိုလည်းပြလိုက်တော့လူကရွေးချယ်စရာမရှိတော့ဘဲနဲ့တောက်ခဲ့ရပါလေ။အဲဒီနောက်လူကရေရန်ကိုထိလိုက်တဲ့အခါမှာတော့ရေတွေကအခန်းထဲမှာပြေးလာခဲ့ပြီးတော့ရေပန်းဖြစ်လာခဲ့ပါလေ။လူရဲ့ဒံယာကသွေးတွေကျသွားတော့ရေတွေကသူ့ကိုလေပေါ်မှထားခဲ့ကြပါတယ်။လူရဲ့လက်တွေကတောက်ပလာခဲ့ပြီးတော့ငရွယ်တဲ့သူ့ကိုသူပြန်မြင်ခဲ့ရပေမဲ့ တောက်ကနေမှာတော့အုံမင်းနေတဲ့ချာလော်ဒီနဲ့တောမတ်ကိုပါမြင်ခဲ့ရပါတယ်။သူကမိသားစုကိုကာကွယ်ဖို့ရေဘုံမတောက်ဖို့ဆုံးဖြတ်လိုက်ပြီးသူ့ရဲ့လက်တွေကိုယုတ်သိမ်းလိုက်တဲ့အခါမှာတော့ရေကသူ့တံရကိုကုသပေးခဲ့ပါတယ်။ဒေါသထွက်သွားတဲ့အိုဝင်ကလည်းသူ့ကိုထပ်ပစ်ခဲ့ပေမဲ့ရေကလူ့ကိုကာကွယ်ပေးထားကအသားရအောက်ချပေးခဲ့ပါတယ်။အဲဒီနောက်မှာတော့အိုဝင်ကသူ့သွေးကိုရေထဲချလိုက်ပြီးတော့ရေတွေကသူ့ကိုမာထားတော့အက်စမီကခေါင်းဆောင်ရှင်းပြတဲ့အချက်ကိုတတိယပြီးတော့တော့ကိုနိုင်ရပေါ်မှာတင်ထားခဲ့ပါတယ်။ တရားရုံးကရေကိုတောက်မယ်ဆိုရင်သူတို့ချိတ်ရတဲ့သူတွေရဲ့ဘဝနဲ့သူတို့ရဲ့ထာဝရနှုပြမှုကိုလဲလဲရမှာပဲဖြစ်ပါတယ်။ဒါမဲ့လည်းသူ့ကိုယ်သူချိတ်တဲ့သူကရေကိုတောက်လိုက်ရင်တော့ရေကသူ့တက်ကိုပါနှုတ်ယူသွားမှာပဲဖြစ်ပါတယ်။အဲဒီတော့အိုဝင်တောက်လိုက်တဲ့အခါမှာတော့ချက်ချင်းအသက်ကြီးသွားကမခံမရနိုင်အောင်နာကျင်တဲ့အတွက်အဟေးခဲ့ရပါတယ်။ရေတွေကသူ့နားမှာကျန်းတန်းလာတဲ့အခါမှာတော့အက်စမီကမောင်းတစ်ခုကိုထတ်ထုတ်လိုက်ပြီးတော့တကားတွေအကုန်လုံးကိုပိတ်သွားစေခဲ့ပါတယ်။ရေပြင်ပေါ်ကပေါက်ကလည်းပိတ်လာတော့လူတို့ကလေကားပေါ်ပြန်တက်ပြီးတော့ထွက်လာကအိုဝင်းကိုတော့ရေထဲမှာတည်အောင်ထားခဲ့ပါတယ် အပေါ်ပြန်တက်လာတဲ့လမ်းမှာအဝင်းဆောင်ကချော်လဲသွားပြီးတော့ပြုတ်ကျကာတည်ဆုံးသွားခဲ့ပါတယ်။လူကလည်းချော်လဲခဲ့ပေမဲ့ SM ကသူ့ကိုအပေါ်ပြန်တက်နိုင်အောင်ကူညီပေးခဲ့ပါတယ်။ရှောင်းလန်းကလည်းပိတ်နေပြီဖြစ်တဲ့အတွက်သူတို့ကဓားစီးတွေကိုရှောင်းရင်းနဲ့ထွက်ပြေးခဲ့ရပါတယ်။အကုန်ပြင်ရောက်တဲ့အခါမှာတော့ဂျာမဲကအကုန်လုံးရဲ့နောက်ွယ်ကယာဇွတ်သားကအဝင်းဖြစ်တဲ့အကြောင်းကိုပြောခဲ့ပါတယ်။အဂျမီကလည်းလူရဲ့ခွန်အားကိုသဘောကျတဲ့အကြောင်းပြောကာနှုတ်ဆက်စကားပြောပြီးတော့ပါးကိုနှမ်းသွားခဲ့ပါလေ ိုင်းနောက်မှာတော့လူတို့မောင်နှမကနောက်ထပ်စွန်စားကန်ထွက်ချင်နေခဲ့တော့သောမက်ကသူ့မှာအကြံတစ်ခုရှိတဲ့အကြောင်းပြောခဲ့ပါတယ်။ဇလန်လီကတော့ဒါပါပဲခင်ဗျအစုံဒီနားဆင်ပြီးခဲ့ကြတဲ့အတွက်လဲကျေးဇူးထူးပဲတင်ရှိပါတယ်။